မင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် AATNL နဲ့ MNDA မြောက်ပိုင်းမဟာမိတ်ညနောင်သုံးပွဲကပြင်ခရဲ့စိတ်တလထမှန်တိုးမြင့်မြူကျင်ညာအာရခတတော်ရေးပလောင် DNL နဲ့ကိုကန် MNDA တို့ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်ညနောင်သုံးပွဲကပြင်ခရဲ့စိတ်တလထမှန်တိုးမြင့်ကြဇွန်လ2ရက်နေ့မှာထုတ်ပြန်ကျင်ညာပါတယ်ငလင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတိုက်တာဆောင်နေရှင်နေရင်နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းနှင့်ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်ကပတ်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တလားတတန်တတန်တိုးခြင်းဖြစ်ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်တုံဘွဲကဆိုပါတယ်။ဇဂိုင်းမန္တလေးရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်ပါဝင်မြန်မာနိုင်ငံနေရာအနှံ့ပြားမှာမတ်လ28ရက်နေ့ကနေ30ရက်နေ့ထိရက်များတွင်လှုပ်ခတ်ခဲ့တဲ့ပြင်ရခုနှစ်သက်သမခုနှစ်အစဉ်ရှိအင်အားပြင်းကလင်ကြီးနဲ့ နောက်ဆက်တွဲငလင်ငယ်ကြောင့်ပြက်စီဆုံရှုံသွားတဲ့လူနေတိုက်တာဆောင်နဲ့သာသနိကဆောင်နဲ့တမိုင်းဝင်အမွေနဲ့တကောရှင်းလင်းဖယ်ရှားရင်ငလင်ပြက်စီဆောင်နဲ့ကြာအသက်ရှင်ကြံရတဲ့လူနဲ့ပိတ်မွေးတလိဆန်တွေကိုရှောက်ဖွင့်ကယ်ဆယ်လုံနိုင်ရန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ်သက်ပြည့်ရစေထုတ်ပြန်ချက်ကိုမဟာမိတ်သံဘွယ်ကဧပြီလနဲ့မေလနှစ်လကြာထုတ်ပြန်ခဲ့ကြောင်းသိရပါတယ် တို့ရရင်ကယ်ဆယ်ရေးလုပ်ငန်းတွေကနှစ်လတာကြာသေးတိုင်အောင်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေမှာဆောင်ရွက်ပြီးစီမှုမရှိရပြင်မိုတီထန်စွာရာသွင်းရေးအဆောက်အုံတွေထမှန်ပြိုကျပြည့်စုံမှုရှိနေတဲ့ကြောင့်ထို့ကြောင့်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ရဲ့ချိန်ထမှန်လိုအပ်တာကြောင့်ဇွန်လ2ရက်နေ့ကနေ30ရက်နေ့ထိလှူဒါန်းကျင်းစာနာထောက်ထားမှုဆိုင်ရာတပတ်သက်အပြည့်အကာလကိုထပ်မံပြီးတက်တန်တိုးလိုက်ကြောင်းသိရပါတယ်။ မြောက်ပိုင်းကြီးတောင်မဟာမိတ်သုံးဘက်နေဖြင့်စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှင်နေရာတွေမှာမိမိကိုယ်ကိုကုခံကာကွယ်တဲ့တုတ်ပြတ်မှုမျိုးမှလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းသိပိကြေညာပါတယ်။အကြပ်စစ်ကောင်စီကလည်းဇွန်လ1ရက်ကနေ30ရက်နေ့ထိယာယီပြည့်ခတ်ရက်ဆယ်ထားရလို့ထုတ်ပြန်ကြေညာထားတော့လေ။လက်တွေ့မှာတော့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထုတ်မှုတွေကိုဆက်လက်လှုံ့ဆော်နေဆဲဖြစ်ပါတယ်။မက်ရှလာ20ရှင်နေသခိုင်းကလင်ကြီးလောက်ခတ်ပြီးရနောက်အကြပ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးပါ ပြည်သူ136အသေဆုံးခဲ့ကြောင်းအကြဖတ်စစ်တပ်ကမတ်လ28ရက်နေ့ကနေမေလ23ရက်နေ့တွင်ရန်ကုန်နဲ့နေပြည်တော်မှာလွယ်ပြီးကြံပြင်းတဲ့တိုင်းနေမှာလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ136အသေဆုံးပြီး820တောက်တန်းရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာလူခွင့်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ဆလပ်ပြောထိုင်းမြန်မာနယ်စပ်မှာရှေ့သိပ်ပေါ်ပိုးစစ်ကောင်စီတက်စကန်ကိုကန်နယ်လီတက်ကဒရုန်းနဲ့ တိုက်ခိုက်နေပြီးပြည်သူကကြော်ထိုင်ဘက်ကိုတိန်ရှောင်းကင်းပြည်နယ်ထိုင်မြန်မာနယ်စပ်မှာရှိတဲ့ပေါ်ပေါ်စစ်ကောင်စီတပ်စခန်ကို KNL တပ်ကဒရုန်းနဲ့ပုံစံတိုက်ခိုက်နေပြီးပြည်သူကကြော်ထိုင်ဘက်ကိုထွက်ပြေးလာကြောင်းထိုင်တရင်ဌာနကဖော်ပြပါတယ်။စလောင်းရည်ကင်းပြည်နယ်မြောင်းရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘော့ပုံစစ်ကောင်စီတပ်စခန်ကို KNL ပူပေါင်းတပ်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်နေပြီးပောက်ကွဲတံတွေကိုထိုင်းဘက်ခြံကကြားနေရကြောင်း ဒေဘောဘောစကန်ကထိုင်းမြန်မာနယ်စပ်နဲ့1ကီလိုမီတာသာကွာဝေးပြီးစစ်ကောင်စီတပ်ကလည်းလက်နက်ကျင်းနဲ့ပြင်ခတ်တိုက်ခိုက်မှုချုပ်ရှိကြောင်းသိရပါတယ်။လက်တော်ထိုင်မြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စကန်၅ခုသာကျန်ရှိော်ပြီးဥက္ကရထဒေဘောပူဝေါ်လီပြွာကုံထိတဲလက်စကန်ထိကပလက်စကန်တို့သာကျန်ရှိတော်ပါတယ်။ထိုင်မြန်မာနယ်စပ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကင်းပြည်နယ်ဘက်ကနေပြည်သူ၅ခုနဲ့ဥထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာပြီးနေရာ၃ခုမှာဒုက္ခသည်လက်ခံထားကြောင်းထိုင်းသတင်းဌာနကဆိုပါတယ်။ ထိုင်းစစ်တပ်ကလည်းတိုက်ပွဲတွေဖြစ်ပွားနေထိုင်းမြန်မာနယ်စပ်တရှောင်းမှာလုံခြုံရေးတွန်းမြင်ထားပြီးအချိန်ပြည့်ကင်းတဲ့အသင့်နေရာယူထားကြောင်းသိရပါတယ်။ KNU ကမတ်လ၏ပရလာနဲ့မေလအတွင်းမှာထိုင်းမြန်မာနယ်စပ်ဒီမှာဆက်ကောင်စီရဲ့ပိုလူတူခလဲတဲတခေါ်ပြီးခွေးမော်ဖားသူစကန်တာလန်စကန်နေမေလာဘလက်တို မော်ခီဘင်းအောင်စကန်ကောင်ကနယ်လီစကန်နဲ့ရွှေမြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်တင်ယူခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့စစ်ကောင်စီကလုံရှိနေနိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပြေးရပြေးစုစုပေါင်းလူငါအုပ်သောစီးရင်နဲ့ ကိုင်းချက်လက်တွေကိုရုရှားနီးပညာ PSM မဲ့ application မှာကနေဦးထက်သွင်းစစ်စစ်နေအကြပန်စစ်ကောင်စီကလို့ရှိနေနိုင်ငံရေးလှုပ်ရှားသူတွေ CDN နဲ့စစ်ပြင်းရဲပြေစုစုပေါင်းလူ9000ဆင်ကို Parson Securitization and Monitoring System application မှာကနေဦးထက်သွင်းပြီးနိုင်ငံတော်လုံခြုံရေးဂိတ်တွေမှာစစ်ဆေးလျက်ရှိကြောင်း မေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါရယ်ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့ server application မှာစစ်တပ်ရဲနဲ့လာဝကရေးတီးတန့်အုံပြုစစ်စင်ရတာဖြစ်ကြောင်းစစ်စေးဂိတ်တယ်လေးစိတ်ရေးစိတ်မြို့ဝင်ထွက်ဂိတ်တင်နဲ့ကားဂိတ်တရှိစစ်ကောင်စီတဖွဲ့ဝင်နဲ့ထွေရောက်ရဲနဲ့လာမကိုက်တန်းသော application နဲ့ခြားတာပေးကြောင်းမဆိုပါ application ကိုဝင်ရောက်ရင် key နဲ့ password တွေကိုစစ်ကောင်စီကတင်းကျပ်စီဆွေးစားခြားထားပေးပြီး PSMA application အတွင်းရှိအချက်အလက်တွေကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားကြောင်း ရင်း PSM application ထဲမှာစစ်ကောင်စီကလုံရှိတဲ့နိုင်ငံရေးလှုံ့ဆော်သူစီဒီအန်နေနဲ့စစ်ပြေးရဲပြေးလူ၅သားရဲ့ကိုယ်ရေးချက်လက်တွေကိုကနောက်ထပ်တင်ထားကြောင်းသိရပါတယ်။အဲဒီ PSM ကစစ်စေးဂိတ်တဲ့ကွန်ပျူတာတွေမှာလည်း install လုပ်ထားတယ်။တန်ရဲနဲ့လာဝကရဲ့ mobile phone တွေမှာလည်း install လုပ်တယ်။ကန့်သက် application တွေပါအဲဒီထဲမှာမှလူတအုပ်ရဲ့မွေးသက်ကလေးအမှတ်ပုံတင်မိဘနံပါတ်ရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြစ်မှုကင်းရှင်းသလားမရှင်းဘူးလားဆိုတော့ပေါ်တယ်။ စီဒီယံနိုင်ငံရေးပြမှုနဲ့စစ်ပြေးရဲပြင်းငါးတောင်ရဲ့ကိုယ်ရေးချက်လက်တွေကိုအဲ့ဒီထဲမှာထည့်ထားပါတယ်။ဥပမာစီဒီယံတောက်ကခီးထွက်လို့သူ့အမှတ်ပုံတင်နံပါတ်ကိုစစ်ဆေးဂိတ်မှာ PSMN application နဲ့ဆက်လိုက်စီဒီယံဖြစ်ကြောင်းချက်ချင်းပေါ်ပါတယ်။အဲ့ဒီကမှချက်ချင်းဖန်ခိုင်းတယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါတယ်။ ။လက်ရှိမှာစစ်ကောင်စီက PSM application ကို version 1.2နဲ့စတင်အသုံးပြုနေကနေစစ်တပ်ကအလို့ရှိနေလူရင်9000ရဲ့ကိုရဲချက်လက်တွေထည့်သွင်းထားကြအောင်ထပ်မံမြေ application ကိုအဆင့်မြင့် upgrade လုပ်နေပြီးနောက်တော့အလို့ရှိရဲ့အစင်းတွေကိုထပ်မံပြင်တင်နေကြောင်းသိရပါဗျ။အဓိကနိုင်ငံရေးမှုစစ်ပြေးရဲပတ်ပြေးတရားခံပြေးဆိုရပြေးလေးပြေးစီရင်တဲ့ဇက်ဖက်တိုက်ဖြတ်ဥပဒေနဲ့အမှုဖွင့်ထားသူတွေစဉ် အဲ့ဒီထဲမှာထည့်ထားတယ်ကနုန်း version 1.2မှာလူရင်9000ထက်စီးရင်ထည့်ထားတယ်တဖြည်းဖြည်းအဆင့်မြင့်နေအောင်နောက်ဆိုရင်တာမန်ယာဆွေးမှုနဲ့အဆင့်မှုတန်းတိုင်းချောင်းဆင်းတွေမှာထည့်သွင်းဖို့အဆင့်မြင့်နေပါတယ်အဲ့ဒါကရုရှားနီးပညာပြီးပဲ surveillance management system မှာခုအရာကို version 2အဆင့်မြင့်ထုတ်ထားပြီးစစ်ဆေးဖို့ထပ်လုပ်နေလို့နေပြည်တော်စစ်တပ်သတင်းမြစ်ကဆိုပါတယ် စစ်ကောင်စီကလုံခြုံရေးစစ်စင်ရန်တည်တံထုတ်လုပ်ထားတဲ့ PSM application ကို၎င်းတို့ဒီမှတ်ပြထားတဲ့ဖုန်းတခြားကွန်ပျူတာနဲ့ဖုန်းတွေကိုကိုယ်ယူခြင်းမပြုနိုင်ပဲလုံခြုံရေးအစင်းမြင့်ကြောင်းလက်တလောစစ်ကောင်စီကအလုံးရှိနေတဲ့လူငါးတိုင်းကိုယ်ယူချက်လက်တွေကိုငယ်စင်းဖိုင်ကိုကိုယ်နဲ့ဘလက်လစ်အမည်စင်းဖိုင်ကိုမြေပေးထားကြောင်းသိရှိရပါတယ်။နောက်ဆက်အပင်ကြားရတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။